မင်္ဂလာပါရှင် how to insert header and footer in excel ိတ်ဆယ်တန်းမှာကျွန်တော်ကဟတ်တန်ဖူတာတက်နေကောင်းကောင်းသုံးတက်ပြီလားမသုံးတက်သေးဘူးဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးကအာချစ်တော်မိတ်ဆွေတို့အတွက်ဖြစ်ပါလိမ့်မယ်နော်โอเคဒါဆိုလို့ရှိရင်ဟတ်တန်ဖူတာတက်ဖို့အတွက်ကိုကျွန်တော်ကဘယ်ကိုသွားမှာလဲဆိုတော့နံပါတ်1အရေးအကြီးဆုံးပြန်ပြောပါမယ်ဒီအောက်က view လေးလွဲနေလို့အဆင်မပြေဘူးနော်ဒီအောက်က view လေးမှာကျွန်တော်က normal view ဖြစ်နေတယ်ဆိုရင်ဟတ်တန်ဖူတာတွေမမြင်ရပါဘူးဟတ်တန်ဖူတာတွေကိုမြင်ရကျင်တယ်ဆိုရင် page layout view လေးကိုကျွန်တော်ကဝင်ပေးရမှာပဲဖြစ်ပါတယ် ယ်ဒါလေးကိုတစ်ချက်ကလေးနှိပ်လိုက်ပါဒါမှသာလေစာရွက်ရဲ့တစ်ချက်တော့ကဟက်တာကိုမြင်ရမယ်စာရွက်ရဲ့တစ်ချက်တော့ဖူတာလေးကိုမြင်ရမှာပဲဖြစ်ပါတယ် အဲ့တော့ဟာဟာတာနဲ့ဖူတာမှာဂျေရိုက session ၃ပိုင်းရှိမယ် left session center session right session ဖူတာမှာလည်းတူတူပဲ left center right ဒါဆိုလို့ရှိရင်ဟာတာဖူတာမှာကာဆာလေးကိုချလိုက်တယ်ဆိုရင်အပေါ်မှာဂျေရိုက header and footer ဆိုပြီးဂျေရိုကပေါ်လာတယ်အဲ့ဒီမှာ header and footer ဆိုပြီးဂျေရိုဒီမှာ header ရှိတယ်ဒီမှာ footer ရှိတယ်ဒါကကျတော့ simple လေးတွေဒီ simple လေးတွေကိုဂျေရိုကကြိုက်တယ်ဆိုရင် ကလေးတစ်ချက်ခောက်လိုက်ရုံပါပဲအဲ့တော့ထားပါဒါလေးကိုယူလိုက်မယ်ပေါ့ဒါဆိုရင်တစ်ချက်တော့ကဒီမှာရောက်သွားပြီဒီလိုလေးပြောတာနော်အဲ့တော့ simple လေးကိုကြိုက်တယ်ဆိုရင်ကျွန်တော်ကကလေးတစ်ချက်ခောက်လိုက်ရုံပဲဘာမှအပန်းမကြီးဘူးအဓိကအရေးကြီးတဲ့အပိုင်းကနောက်က header and footer အပိုင်းမှာကျွန်တော်ကအဲဘလို့အဲထည့်သွင်းပေးရမလဲဒါလေးတွေကိုကျွန်တော်ကနားလည်ထိုင်ရပါပြီနော်အဲ့တော့ဒီချက်မှာ ကျတော့ page number ကိုထည့်ကြည့်အောင်ဆောင်မျက်နှာ number တက်ခြင်းနဲ့ဒါဆိုရင်ကျတော့ဘယ်မှာတက်မလဲဆိုရင်ကျတော့ header မှာတက်မယ်အဲ sorry footer မှာတက်မယ်ဟုတ်ပြီအဲ့တော့ footer မှာတစ်ချက်ကလေးနှိပ်လိုက်ဒီ left section မှာနှိပ်ပြီးတော့ page number ကိုနှိပ်လိုက် embarrassed page လို့ပေါ်လာတဲ့ကျတော့က tip လို့ထွက်နေမှာပဲဖြစ်ပါတယ်အဲ့တော့သူ့ရဲ့ရှေ့မှာ page လို့ပေါ်ခြင်းနဲ့ဆိုလို့ရှိရင်တော့ cursor လေးကိုချပြီးရင် page ဒီလိုလေးရေးပေးလိုက်နော်ရေးပေးလိုက်တဲ့အခါမှာကျွန်တော်ဒီမှာ page 1ရောက်သွားပြီအဲ့ဒီမှာတချက်တော့ကဒီမှာထည့်ထားတဲ့ဟာလေးကိုကျွန်တော်ကမြင်ချင်တယ်ဆိုရင်သူ့ရဲ့ what area ထဲမှာတချက်ကလေးနှိပ်လိုက်ဒါဆိုရင်ဒီမှာအဲ page ဖြစ်ရမှာနော်အားလေးတစ်လုံးပို့ပါလေ page page 1ဒါလိုလေးဖြစ်သွားမယ်ဟုတ်ပြီသူ့ရဲ့နောက်မှာဆမကဆမျက်နှာ number ကလေးပါလိုချင်တယ်ဒါဆိုရင်မြင်းဆောင်လေးခံလိုက်အောင်မယ်ပြီးရင်တော့ number of page စာရွက်အရေးအတော့ကိုကျွန်တော်ကထည့်မှာပဲဖြစ်ပါတယ် ampersand page ကျွန်တော်အတူ ုမဲ့အတိတ်ပဲမတူဘူးနော် watch adr လေးမှာတစ်ချက်နဲ့ကြည့်လိုက်စာမျက်နှာ20နဲ့5ရွယ်ရှိတယ်စာရွက်ကတော့ page number 1မှာတက်နေတာပဲဖြစ်ပါတယ်ဒီလိုလေးနော် k hopita ဆိုအလဲကောင်မှာတစ်ချက်ကလေးနဲ့လိုက်အောင်မယ်နောက်ထပ်တစ်ခုကတော့ဒီမှာဒီနေ့ ဒီသင်ငန်းစာလေးကိုလောက်တာကျတို့ကဘယ်နေ့ရလဲဘယ်ရက်ဆွဲရလဲဘယ်နာရတကျတို့ကထည့်ခြင်းနဲ့ဆိုရင် current date လေးကိုထည့်ပေးလိုက်ပါပြီးမြင်းဆောင်လေးခင်လိုက်မှာ current time လေးကိုထည့်ဒါကတော့မိမိလုပ်ငန်းခွင်မှာကိုယ့်ရဲ့လိုအပ်ချက်ရလိုအပ်တာကိုသုံးသွင်းရသုံးပေးရမှာပဲဖြစ်တယ်တချို့ကဒီမှာအကုန်ထည့်ပြပေးသွားမယ်နော်အဲပြီးရင်ဒီမှာ date ကန်တိုင်းလေးရောက်သွားပြီပြီးရင်ဒီမှာတချို့တို့ဗာလေးထည့်အောင်လဲဆိုဒီမှာ file pad ရှိတယ်ဒီ file ရဲ့လမ်းကြောင်းလေးဒီမှာ desktop ပေါ်ကဆေးရတယ်နော်ဒီလိုမျိုးလေးပေါ်ပေးတယ်အဲဆိုရင် header တက်မယ် header Instagram မှာတစ်ချက်က logo တက်ရှင်တယ်လုပ်ငန်းရဲ့ logo ကိုတက်ရှင်တယ်ဒါဆိုရင်ကျွန်တော်တို့ဒီမှာသူ့ရဲ့နောက်မှာ picture ဆိုတဲ့ဟာလေးရှိပါတယ် v what offline နဲ့ဝင်လိုက်ပါကျွန်တော် logo ထည့်ထားတဲ့နေရာလေးကိုကျွန်တော်သွားလိုက်ပါပြီးရင်တော့ insert ကိုနှိပ်လိုက်ပါဒါဆိုရင် ampersand ဒီမှာ picture ဆိုပြီးကျွန်တော်ရောက်လာပြီး and picture ပေါ့နော်လွတ်တက်နေရာနဲ့ကြည့်လိုက်ရင် logo ကြီးကကြီးနေတာမျိုးတွေ့ရတယ်အဲ့တော့ asm မှာအရေးကြီးတဲ့အပိုင်းအဲ့ဒီအပိုင်းပဲဒီကြီးနေတဲ့ picture ကြီးကိုဘယ်လိုပြန်ပြင်မလဲ ဟုတ်ပြီနော်ဘလို့မှလည်းလှမ်းကင်လို့လည်းမရဘူးအဲ့ဒီဥစ္စာကိုဘလို့မှလည်းလှမ်းပြီးဆက်လက်မဲ့လို့မရဘူးအဲ့တော့ပချို့ဘလို့ပြန်လုပ်ပေးရမလဲဆိုရင်အဲ့ဒီ ambassador ပြရှာလေးစာလေးကိုတစ်ချက်ကလေးနှိပ်ပြီးလိုက်အပေါ်မှာ zero header and footer လေးကိုပြန်သွားသွားပြီးတော့ picture ရဲ့ညာဘက်မှာ format picture ဆိုတဲ့ဟာလေးရှိတယ်အဲ့ဒီမှာဒီမှာ height နဲ့ width မှာပြန်ချိန်လို့ရတယ်အဲ့တော့ဒီမှာ log aspect ratio မှာအမှန်စစ်ထည့်ထားတာဖြစ်တဲ့အတွက်တစ်ခုရှင်းလိုက်တယ်ဆိုလို့ရှိရင်နောက်တစ်ခုက auto ရှင်းသွားမှာပဲ ဖြစ်ပါတယ်ပြီးရင်တော့ okay ပေးလိုက်ပါဒါဆိုရင်ကျွန်တော်တို့ဒီမှာတလမ်းမပတ်လေ site လေး header လေးရနေတာပဲဖြစ်ပါတယ် picture လေးနော်ပြီးဒီမှာကျွန်တော်တို့ကစချက်မယ်ဒါကအယောင်စရင်ဟုတ်ပြီအယောင်စရင်ဖြစ်တဲ့အတွက် SANEC report ထုတ်တာဖြစ်တဲ့အတွက် REPO ာ REPORT report 2024ဒီလိုလေးချက်တော့ကရေးပေးလိုက်လို့ရပါတယ်ပြီးရင်တော့ပြင်ဆင်ရရှိတယ်ဆိုရင်ဆက်လက်ကလေးမှတ်ပြီးတော့ထုံးစံတိုင်းပေါ်လာတဲ့ box လေးတွေကနေပြီးတော့ချက်တော့ဒီမှာအသေးကြီးလေးလုတ်ပေးလို့ရမယ်ဒီလိုမျိုးချိန်ပေးလို့ရမယ်ဟုတ်ပြီနော်ဒါတော့ချက်တော့ page number ရှိမယ် number of page ရှိမယ် current date current time file pack file လေးတက်ရှင်နေဆိုရင်လည်းချက်တော့ရပါတယ်ပြီးရင် file name ကဒီမှာချက်တော့ amber file ဆိုစေးလို့ပေါ့မယ်နော်နောက်တစ်ခုကတော့ချက်တော့ sheet name sheet name ကလည်းချက်တော့ save ပဲဆို တော့အတူတူပဲဖြစ်ပါလိမ့်မယ်အဲ့တော့ကိုယ်အင်ဇမ်းမှာကိုယ့်ရဲ့စိတ်ကြိုက်တက်ရှင်တယ်ဆိုရင်ဒီအပိုင်းလေးတွေရမှာဖြစ်ပါမယ်နော်ဟာတာကိုသွားရှင်တယ်ဆိုရင် go to ဟာတာဖူတာကိုသွားရှင်တယ်ဆိုရင် go to ဖူတာတခြားကတော့အပေါ်ဆာမျက်နှာရဲ့ဖူတာနဲ့အောက်ဆာမျက်နှာရဲ့ဟာတာနှစ်ခုလုံးကိုမြင်ခွင့်မှာမြင်ပြီးရှယ်တော့တက်ပြလိုက်တာပဲဖြစ်ပါတယ် အဲပြီးသွားရင်တော့တချို့တို့ဒီ header footer မှာတချက်နဲ့လာ different first page ဆိုရင် grammar ဆက်မျက်နှာမှာမပါဘူး order event ဆိုရင်ကျွန်တော်ကဆုံးမခွဲပြီးသားရလောက်မလို့ထင်ပါတယ်နော်အားလုံးကျေးဇူးတင်ပါတယ်တချက်ကတော့ computer queen ရဲ့ founder trainer တော်နန်ကျော်ခံမဖြစ်ပါလိမ့်ချင်းနောက်ထပ်နောက်ရက်တင်ရစားမှာလုပ်ငန်း queen အတွက်အကျိုးရှိပြီးတော့လိုအပ်ချက်တွေရှိနေတဲ့တင်ကန်းစားအပိုင်းတွေကိုထပ်ပြီးတော့မျှဝေပေးသားမှာပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်